ရုပ်ရှင်ထဲမှာတယောက်ယောက်ကရင်မက်အောက်တယ်အောက်တယ်ပြောပြီးတော့လဲကြသွားရင်တင်တိလိုက်ပြီဟာဒီလူတော့နှလုံးသွေးကြောပိတ်နေပြီဆိုပြီးတော့ဗောနော်ဒါကဖြိုးပစ်စင်ဆိုတော့တူ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 ရှင်းပြနေကြမလို့ပါဘူးဒါပေမဲ့သွေးကြောချင်းတိုင်းရင်မက်အောက်ရမယ်လို့မအေးဝင်းကမစီစဉ်ထားလေတော့တခြားထင်မှတ်ထားတဲ့လက္ခဏာတွေလာနိုင်ပါတယ်တင်လုံးဝမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့လက္ခဏာတွေနေဗောနော်ဒီတော့ဘယ်လိုလက္ခဏာတွေဖြစ်မလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်နော် မေရိကန်မှာစက္ကန့်40ကိုတယောက်နှုံးနဲ့နှလုံးသွေးကြောပိတ်နေကြပါတယ်။ဒီထဲကမှ9ယောက်မှာတယောက်ကဘာလက္ခဏာမှမပြဘဲနဲ့ပေါ့နော်အထဲမှာကြိတ်ပြီးတော့နှလုံးသွေးကြောပိတ်နေတာပါ။နှလုံးရောဂါနဲ့မစီမဆိုင်လက္ခဏာတွေပြပြီးတော့နောက်ဆုံးမှာနှလုံးရောဂါဖြစ်နေတာကိုအသက်ကြီးတဲ့သူတွေမှာအတွေ့ရများပါတယ်။နောက်ပြီးတော့စိတ်ကြိုရှိတဲ့သူတွေပေါ့နော်။ဒါကြောင့်အိမ်မှာလူကြီးတယောက်ယောက်ဒီလက္ခဏာတွေပြောလာခရင်မပေါ်ပါနဲ့နော်။အထူးသဖြင့်သွေးတိုးလို့စိတ်ကြိုလို့အဲ့လိုမျိုးရောဂါအခံရှိတဲ့သူတွေပါနော်။ ။အခုဆက်ပြီးတော့ဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲဆိုတာပြပြပေးပါမယ်။ပထမအဆုံးတစ်ခုကတော့ရင်ထဲမှာနေလို့မကောင်းတာပါ။ရင်ဘက်အောက်တာမျိုးမဟုတ်ဘဲနဲ့ရင်ထဲမှာတယိုးတယီဖြစ်တာတစ်ခုခုကတက်ဖြီထားသလိုအသက်ရှူမဝသလိုခံစားရတာပါ။လူကတော့သွားနိုင်လာနိုင်ပါပဲစေကန်းလေးပါလေးပြရင်နဲ့မတင်ကလို့စိတ်ကြည့်လိုက်တော့မှပဲနှလုံးသွေးကြောပိတ်မှန်တည်တာပါ နောက်ထပ်တစ်ခုကတော့ကိုလက်ကိုက်ခဲတာပါဘဝမှာကိုလက်ကိုက်တာကနှလုံးသွေးကြောပိတ်တာရဲ့လက္ခဏာဖြစ်နေမှန်းတွေးမိမှာတော့မဟုတ်ပါဘူးကိုလက်လို့ပြောပေမဲ့တကယ်ကတော့လက်ပါနှလုံးသွေးကြောကပိတ်တဲ့သူတွေကရင်ပန်းအောက်တာမခံစားရပဲနဲ့လက်မောင်းအောက်တာအထူးသဖြင့်တော့လက်မောင်းအတွင်းပိုင်းတွေမှာနာရာမျိုးတွေကိုခံစားရတတ်ပါတယ်အဓိကကတော့နှလုံးရှိရဲ့ဘယ်ဘက်အချမ်းဘယ်ဘက်လက်မောင်းမှာ ဒါအပြင်နောက်ကြောတွေ၊လေပင်ကြောတွေနဲ့မေးကြောတွေပါကြိုက်လာတတ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့အစာအိမ်နဲ့အူလန်းချောင်းလက္ခဏာတွေခံစားရတာပါ။ဖြစ်တာကနှလုံးခံစားရတာကအစာအိမ်အူလန်းချောင်းလက္ခဏာတွေပါ။ပြို့တာ၊ရင်ပူတာ၊ရင်ကောင်းတောက်တာ၊အစာမကြေတာ၊ဘိုက်အောက်တာဒီလိုလက္ခဏာတွေနဲ့လာတာပါ။နှလုံးသွေးကြောပိတ်ပင်မဲ့အရင်မှအောက်တာကိုမခံစားရဘဲနဲ့ခုနကလက္ခဏာတွေကိုခံစားရတာပါ။ အထူးသဖြင့်တော့အသက်ကြီးတဲ့သူတွေပေါ့နော်။ဒါကြောင့်ဆရာဝန်တွေကအသက်ကြီးတဲ့သူယောဂအခန်းရှိတဲ့သူတွေဒီလက္ခဏာတွေနဲ့လာမယ်ဆိုလို့ရှိရင်လိုရမယ်ရနှလုံး ECG ဆွဲကြတာပါ။လူနာရီဘက်ကဘိုင်းအောက်ပါတယ်ဆိုတာကိုဆရာဝန်တွေကနှလုံးကိုဆက်လာဆွဲနေရဆိုပြီးတော့စိတ်မကွက်ဖို့တော့လိုပါတယ်နော်။နောက်တစ်ခုကတော့မူးတာမောတာချွေးစည်းတွေထတာပါ။တစ်ခါတလေမှလူကအားမရှိသလိုနှောင်းသလိုမူးတာမောတာဒီလိုမျိုးလက္ခဏာတွေနဲ့လာတတ်ပါတယ်။ လူကြီးပဲဒီလောက်တော့ရှိမှာပေါ့လို့မထားလိုက်ပါနဲ့ရုပ်ရည်ရဲ့ကြီးဖြစ်လာတယ်။ပုံမှန်စားနေတောက်နေရတာနဲ့ဒီလိုခံစားနေရပြီဆိုရင်တော့စေကန်သွားပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေခံယူလိုက်တာကအပိုကောင်းပါတယ်နော်။နောက်ဆုံးတစ်ခုကတော့ပါလက္ခဏာမှမပြတာပါ။ဒါကအကြောက်ဖို့အကောင်းဆုံးပါပဲ။ရုပ်ရည်ရဲ့လဲကြပြီးလို့စေယုံရောက်လို့စစ်ဆေးလိုက်တော့မှနှလုံးသွေးကြောပိတ်မှန်တည်ရတာပါ။လူတိုင်းတော့မဟုတ်ပါဘူး။စီတူရှိတဲ့သူတွေမှအဓိကတွေ့ရပါတယ်။ သူတို့ကအခြေချောင်းလေးတွေထုံကျင်ပြီးနာတာထိတာကိုမသိတာကိုသိကြမှာပါဒီလိုပဲကြာလာတော့ရင်မက်အောက်တာကိုလည်းမသိတော့ပါဘူးအထူးသဖြင့်စီးကျိုကောင်းကောင်းမထိနိုင်တဲ့အာယုံကြောထိတဲ့သူတွေမှာအတွေ့ရများပါတယ်နှလုံးသွေးကြောပိတ်တာကသင်မထင်ထားတဲ့နေရာကနီးသင်မထင်ထားတဲ့လက္ခဏာမျိုးနဲ့လာတတ်ပါတယ်အများကြီးရင်မက်အောက်တာပဲခံစားနေရမှာမဟုတ်ပါဘူးဒါကြောင့်သွေးတိုးစီးကျိုရှိတဲ့သူတွေ အသက်ကြီးတဲ့သူတွေရုပ်ရည်ထူးဆန်းတာခံစားရပြီဆိုရင်တော့စိတ်ယုံစိတ်ခံသွားပြီးတော့စစ်ဆေးမှုတွေခံယူလိုက်ပါနှလုံးသွေးကြောပိတ်တာမဟုတ်တော့လဲစိတ်အေးရတယ်လို့မျိုးပိတ်တယ်ဆိုလို့ရှိရင်လည်းအချိန်မီကုသမှုခံယူလို့ရပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကိုချိုးလိုက်ပါတယ်နော်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆက်မှကြည့်ရှုအားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်